။အုံနောက်ကိုအနာပေးနိုင်မဲ့နီလန်ကောင်းများ ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ တဏိတာလှူရှာမှုမှန်သမျှထွေးခေါ်မှုမှန်သမျှဖီစီမှုမှန်သမျှကိုခြေတို့ရဲ့အုံနောက်ကတည်ပိုးပေးထားတာဖြစ်ပါတယ်။အဲဒီအတွက်အုံနောက်ကတခြားသောအင်္ဂါရက်တွေထက်ပိုပြီးတော့ဖီစီမှုခံရပါတယ်။ဖီစီမှုတွေများလာတဲ့အခါခေါင်းကိုက်ခြင်း၊စိတ်မကြည်ခြင်း၊စိတ်တို့ဒေါသထွက်လွယ်ခြင်းစတဲ့အဆိုးကျိုးတွေဖြစ်ပေါ်လာပြီးတော့ဇမ်းမာရင်နဲ့မညီညွတ်နိုင်တော့ပါဘူး။အဲဒါကြောင့်တဏိတာလှူရှာယုံခံပြီးတဲ့အခါအုံနောက်ကိုဘယ်လိုအနာပေးမလဲဆိုတဲ့အချက်တွေကိုဒီနေ့ဗီဒီယိုလေးထဲမှာ ညဝေပေးလိုက်ပါရရှင်။နံပါတ်1တရားထိုင်မှာအားလုံးကိုရတန်ပြစ်လိုက်ပြီးရနောက်မှာတရားထိုင်လိုက်ပါ။တရားထိုင်ခြင်းကတယံစိတ်ကိုတည်ငြိမ်သွားစေပြီးတော့သင်အုံနောက်ကိုလည်းတည်ငြိမ်စေပါရယ်။ထိုင်ကာစမှာတော့အာယုံလွင့်နေအောင်မှာဖြစ်ပေမဲ့နိုင်ဝက်ခန့်ထိုင်လိုက်တဲ့အခါမှာအားလုံးတည်ငြိမ်သွားနိုင်ပါပြီ။အဲ့ဒါကသင်ရဲ့အုံနောက်ကိုအနာပေးခြင်းတစ်မျိုးပါပဲ။ နံပါတ်1အလုံးကို အလုံးမှာပဲထားခဲ့ပါအလုံးမှာမပြီးမသက်သေးတဲ့အလုံးအချောင်းတွေတွေးတဲ့အတွေးတွေကတင်းအောင်တော့ကိုဖီစည်းစေပါတယ်တယောက်တည်းပူပန်နေတာကအသိကိုစိတ်ဖီစည်းမှုတွေဖြစ်စေပါတယ်အလုံးရောင်းမှအလုံးအချောင်းကိုဆက်ပြီးတော့စဉ်းစားတာအကောင်းဆုံးပါအဲရောက်တဲ့အခါအလုံးအားလုံးကိုအလုံးမှာထားခဲ့ပြီးတော့လွတ်လပ်စွာနေပါအဲ့ဒါကတင်းရဲ့အောင်တော့ကိုငဲ့ညာပြီးအနာပေးခြင်းတစ်မျိုးပါပဲ နံပါတ်3တချင်းသားထောင်မှာပူပန်မှုတွေကတင်အောင်နောက်ကိုအနောက်ရှက်ပေးနိုင်ပါတယ်။အဲဒီတော့ပူပန်မှုတွေကိုမတွေးတော့ပဲအိမ်မူကိစ္စတွေအိမ်မှာလုံးစရာရှိရာတွေကိုလုပ်ရင်းနဲ့တချင်းအေးအေးလေးဖွင့်ထားပြီးတော့နားထောင်ပါ။တချင်းအေးအေးလေးတွေကတင်အောင်နောက်ကိုအနာယူတဲ့အချိန်မှာတကယ်ကိုပဲကောင်းစီပါတယ်။ စိတ်တကြောင်နေတဲ့အချိန်မှာစိတ်တခုံအားဖြစ်စေတဲ့သချင်းလေးတွေနားထောင်တာမျိုးကလည်းတင်းအတွက်ကို ပူပယ်မှုတွေလျှော့စေနိုင်ပါတယ်။နံပါတ်၄တနေ့တာလုံးကိုပြန်ပြီးတော့သုံးသက်ပါကဖင်းတက်များတဲ့ကော်ဖီလက်ဖြည်ရည်တွေအများကြီးတောင်းမိနေလားခေါအားဖြည့်အချိုရည်တွေအများကြီးတောင်းမိနေလားဆိုတာစဉ်းစားကြည့်ပါအဲ့ဒါတွေကသင့်ကိုခေါင်းကိုက်စေတာမျိုးတွေဖြစ်စေပါတယ်ပြီးတော့ဘာအကြောင်းအရာတွေကသင့်ကိုပူပန်နေစေတာလဲဘာအကြောင်းတွေကစိတ်ကိုဖိစီးစေတာလဲဆိုတာကိုသုံးသက်ပါ မကြာခဏစိတ်တို့ဒေါသထွက်လေနေမိလားစိတ်ပီစီမှုတွေဖြစ်လာတိုင်းဘာအုံမတည်ငြိမ်အောင်စောက်တီလို့မရလောက်အောင်စိတ်တွေကြောက်ကြဲရဖြစ်နေမိလားစသဖြင့် ပြန်သုံးသက်ပြီးတော့အဲ့ဓာရီကိုရှော့ချနိုင်တဲ့လောက်ရှော့ချဖို့ဆုံးဖြတ်ပါအဲ့လိုဖီစီမှုမှန်သမျှကိုလက်ခံထားပြီးတော့တင်အုံနောက်ကမခံမရက်နိုင်ဖြစ်လာတဲ့အခါစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောချုံရင်းလာပါလိမ့်မယ်အဲ့ဒီတော့အနာယူနေတဲ့အချိန်မှာအေးအေးဆေးဆေးသုံးသက်ပါတင်ရဲ့အုံနောက်ကိုဒီထက်မဖီစီခင်ဒီထက်ပိုပြီးတော့မထိခိုက်အောင်ရှော့ချပြလိုက်ပါမေးတဲ့နာရီမေးပြလိုက်ပါအဲ့ဒါကလည်းတင်အုံနောက်ကိုအနာပေးနိုင်မယ့်နီလန်းမျိုးပါပဲ နံပါတ်9ရေနွေးနဲ့ရေချိုးပါရေနွေးရသိအောင်ကောင်းစွာအိပ်ပျော်စေပါတယ်ရေနွေးလေးနဲ့ရေချိုးပြီးတဲ့အခါအားလုံးကိုမေ့နိုင်သွားမှာပါပြီးတော့မှလှုပ်ချင်တာလေးတွေဆက်ပြီးတော့လှုပ်ပါမနေ့ပြန်ရုံတက်မဲ့အဝတ်စားတွေပြင်ဆင်တာမျိုးဒယ်ယာရီရေးတာမျိုးလေးတွေလှုပ်ပါအဲ့ဒါတွေကအုံနောက်အတွက် ပေါ့ပေါ့ပါပါဖြစ်စေတဲ့အရာလေးတွေပဲမို့အုံနောက်ကိုအနာပေးသလိုပါပဲ နံပါတ်6အားလုံးကိုရက်ပြစ်လိုက်ပါ။အိဆက်ချိန်မတိုင်မီနိုင်ဝက်ခန့်အလိုလောက်မှာကလေးကတင်းရစာအုပ်ဖုန်းရေဒီယို TV စတာတွေကိုအားလုံးရက်ပြစ်လိုက်ပါ။အဲ့ဒါတွေကတင်းရအာယုံကျော်ကိုလှုပ်ဆောင်နေတာကြောင့်ပါ။နိုင်ဝက်ခန့်ဂျိုနာချင်းကတင်းရအုံနောက်ကိုအနာပေးဖို့အတွက်အရှိန်ယူလိုက်ကြပါပဲ။ ခနစ်အိယာကိုအိဆက်တဲ့အချိန်မှသာအသုံးပြုပါတချို့ကအိယာထဲမှာစာဖတ်တာမျိုးအိယာထဲမှာလုံလက်စာအလုပ်ကိုလက်တော်နဲ့ဆက်လုပ်နေတတ်တာမျိုးတွေလုပ်တတ်လို့ပါအဲ့ဒါမျိုးကအာယုံကြောတွေကိုလှုပ်ဆော်ပေးစီပါတယ်အဲ့တော့အုံနောက်ကိုအနားပေးသလိုမဖြစ်ပါဘူး TV ကြည့်မယ်ကွန်ပျူတာကြည့်မယ်စာအုပ်ဖတ်အောင်မယ်ဆိုရင်အိတ်ခမ်းရဲ့အပြင်ဘက်မှာသာလှုပ်တင်ပြီးတော့အိယာဝင်မယ်ဆိုမှသာအိယာထဲမှာလဲလျောင်းအိတ်ဆက်ချင်းက အုံနောက်ကိုအနာပေးသလိုဖြစ်ပြီးတော့ကောင်းမွန်စွာအိပ်ပျော်စီမှာပါအုံနောက်ကိုအနာပေးလိုက်တဲ့အခါနောက်တနည်းမနဲ့မှတင်လန်းဆန်းစွာနဲ့နိုးထနိုင်မှာပါကြိုတင်ပူပန်ပြီးတော့ဖီစီမှုတွေဖြစ်နေတာကနောက်တနည်းအလုတ်တွေကိုအကောင်းဆုံးဖြစ်အောင်လဲစွမ်းဆောင်နိုင်မှာမဟုတ်တော့ပါဘူးအဲ့ဒါကြောင့်အလုတ်ကိုအလုတ်မှာပဲထားခဲ့ပြီးတော့အနာယူပါနောက်တနည်းအလုတ်ကိုတက်ကြစွာသွားပြီးတော့အလုတ်တွေအမြန်ဆုံးပြီးစီအောင်လုပ်နိုင်ဖို့အုံနောက်ကိုမဖီစီစေပါနဲ့တော့နော်ဒါလို့ဆိုရင်တော့ဂျမ်းမာပြီးတော့ရှင်လန်းစေဖို့အုံနောက်ကို ဘလိုမျိုးအနာပေးရမလဲဆိုတာသိသွားပြီဖြစ်တဲ့အတွက်လိုင်းနာနိုင်ဖို့စူးစမ်းပါလို့အကြံပြုချင်ပါတယ်ရှင်။